ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ဗိုက်သားများအားလုံးနဲ့မင်္ဂလာပါခင်ဗျာ။ Yeah တိုက်ပွဲကျန်းနေတဲ့နေရာလည်းရှိတယ်။အဲ့တော့စီးရပြတနိုင်ငံလုံးတိုက်တာနဲ့ရင်ဆိုင်နေရဆိုတဲ့ခါကြတော့လေတချို့နေရာတွေကတချို့ဒီစစ်မျက်နှာပြင်တွေကမဟုတ်အားရစရာကောင်းတယ်။အားရစရာကောင်းတဲ့အရာတွေဆိုရင်ကြောက်ဖြူပဲအားရဖို့ကောင်းတယ်နော်။ AR ဘက်အားရစရာအများကြီးရှိတယ်เนาะတကယ်ကွန်မန်ဒိုတွေနဲ့တကယ် special ဆော့တာပါเนาะအဲအဲ့ဒါကဒုတိယချက်အားရစရာပါเนาะ အနောက်တစ်ခုကတော့ဒီစိတ်ပူစရာပေါ့အစိတ်ပူစရာကြတော့ကျွန်တော်တို့ပြင်ပြင်နဲ့ကြတော့စိတ်ပူစရာတွေကျွန်တော်တွေ့ရတယ်เนาะအဲ့တော့နောက်တစ်ခုကစစ်တပ်ရဲ့လိုအပ်ချက်လေးတွေပေါ့เนาะဟိုမဖြစ်မနေပြင်ဆင်သင့်တဲ့အရာတွေစစ်တပ်ရေရှည်တည်မြဲဖို့เนาะဟိုအောင်မြင်ဖို့အတွက်ဘာတွေလိုအပ်နေရလဲဆိုတာကိုကျွန်တော်တို့အားလုံးအသီးသီးပေါ့เนาะကဏ္ဍချင်းတစ်ခုချင်းတစ်ခုချင်းစီကျွန်တော်တို့ထောက်ပြသွားမယ်မင်္ဂလာပါကွန်မောင်းမင်္ဂလာပါဗျမင်္ဂလာပါအဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ ကြောက်ဖြူသွားရအောင်เนาะအကြောက်ဖြူဆိုတော့အားလုံးသိတယ်ကြောက်ဖြူမှာကျွန်တော်တခါပြောခဲ့တယ်အေးအေးလေးလန်ကြသွားပြီလို့ပြောတယ်เนาะလန်ကြသွားပြီအဲသူတို့မတရားကျူးစားခဲ့တယ်ကျူးစားသည့်လျောက်လည်းကန့်နိုင်ခဲ့တယ်ကန့်နိုင်ခဲ့သည့်လျောက်လည်းဒီပေါ့ရဲတရင်30နှစ်အနာထီကိုဂိတ်ဝနာထီကိုသူတို့ကန့်လာနိုင်ခဲ့တဲ့အတိုင်းဒါတွေအထိကျွန်တော်သိရတယ်ဗောနော်အဲ့တော့ဟိုတိတ်နောက်တစ်ချက်မှာခေါင်းအုပ်လိုက်လို့ရှိရင်ရဲတရင်ကိုရပြီဆိုတဲ့ပုံစံမျိုးဒီသူတို့ဘက်ကပျော်ရွှင်နေတာတွေเนาะ AA ဘက်ကဒီပေါ့အထူးသဖြင့် AA RB ထောက်ခံတဲ့အဲဒီပေါ့အကျန်းဖတ် RB တွေကလည်းပျော်ရွှင်နေတာလေစိုက်ဝါလွှင့်နေတာအများကြီးတွေ့လိမ့်မယ်သူတို့ဘက်ကဒီ AA အကျန်းဖတ် RB ပေါ့နော်တကယ်မီဒီယာတွေကလည်းလွှင့်နေတာတွေ့လိမ့်မယ်တော်ပါတော့လည်းပဲစစ်တပ်ရဲ့ရွရွချွန်ချွန်ဒီလက်နက်ကြီးတွေနဲ့ special ဆော်မှုတွေကြောင့် AA ရအနောက်ကိုလန်ကျသွားလိုက်ပြီနော်လန်ကျသွားတဲ့အခါမှာလန်ကျသွားပြီမဲ့လဲစစ်တပ်ကအဲဆိုဆိုလိုချင်တာကလန်ကျသွားတဲ့နေရာမှာရက်နေလို့မရအောင် နောက်ကနေထတ်ချက်မကွာလိုက်ရှင်းမှာအေးအေးဆိုတာမျိုးကရှင်းသားမတော်ရကြမှာနော်ရှင်းသားမတော်ရကြမှာဘလို့ခေါ်လို့ဆိုလို့ရှိရင်ညာနော်ဒူးလောက်တင်မှအရင်လောက်ကြမဲ့ပုံစံမျိုးလုံးဝအနာအဆုံးဖျားအောင်မှာကတ်မရအောင်လှုပ်ထားမှသာလျှင်စိတ်ချယုံကြည်ရမှာမဟုတ်ဘူးဆိုလို့ရှိရင်တော့အယောက်20လောက်နဲ့လာပြန်ပြီးအယောက်9ယောက်လောက်နဲ့လာပြန်ပြီးသူလူအားကလည်းအဲ့လောက်ထိမရှိတော့ဘူးအဲ့ဒီပုံစံမျိုးတွေနဲ့ဒါစစ်တက်ကိုလာလာပြီးတော့ဗောနော်အခုအလုရှောင်းအောင်လုပ်နေတာရှိတယ် အကောင်းဆုံးကတော့အခုကြောက်ဖြူကနေစည်ရေးခြေလမ်းအဖြစ်ဆိုရှင်ကြောက်ဖြူရဲ့ဒီရတရင်32ရဲ့အရှိစတာစည်ရေးခြေလမ်းတလမ်းပေါ့ဗျာနော်ပြိုင်စစ်ကေဆိုလို့ရှိရင်စည်ရေးခြေလမ်းနှစ်လမ်းပေါ့အဲနောက်ထပ်ဒီမင်းတက်တောင်ဆိုလို့ရှိရင်ဒါစည်ရေးခြေလမ်း3လမ်းပေါ့အနိုင်ဆုံးတော့ကျွန်တော်တို့ကမင်းတက်တောင်ကိုမရရအောင်တင်ထားဖို့လိုအပ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့စည်ရေးခြေလမ်းအခု2လမ်းလောက်ပါအခု3လမ်းလောက်ထိတက်တာအောင်မြင်ထားတယ် တော့နောက်ထပ်တလန်းဖြစ်တဲ့မင်းတက်တောင်တိမ့်ဖို့ဟာအရင်ကိုအရေးကြီးတယ်အဲ့လိုမတိမ့်တော့ဘူးဆိုလို့ရှိရင်တော့ဒီလိုပဲစနိုက်ပါနဲ့လာလာထောက်လိုက်ရောက်20လောက်နဲ့လာပြီးအလုပ်များအောင်လုပ်လိုက်9ရောက်နဲ့အလုပ်များအောင်လုပ်လိုက်ဆိုတဲ့ပုံစံမျိုးတွေရှိနေတယ်အခုအနောက်ဆုံးကြားသိရတဲ့ဒီနေ့ပေါ့ဗျာနော်ဒီနေ့ကြားသိရတဲ့သတင်းရဆိုလို့ရှိရင်တော့လက်ခမော်ဘက်ကနေပြီးတော့လေအင်အား20လောက်နဲ့လာတိုက်နေတယ်အင်အား20လောက်သိရတဲ့အတိုင်းပေါ့ဗျာစစ်တပ်ကိုသူတို့ရှိနေကြအောင်အလုပ်လာလာပြီးများအောင်လုပ်နေရရှိတယ်အဲ့တော့ပါတော့လည်းပဲသူတို့ရဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပါဘူးအစစ်တပ်ကအခုထက်ချက်မကွာပါဘောနော် အထက်ချက်မကွာဒီရောက်နေစတော့လိုက်ရှင်းနေတိတဲ့တိုင်းပေါ့ဗျာခင်ဗျား drone footage ကြည့်ဦးမှာပါအေးအေးလေးအောက်မှာပြေးနေတာတခါလဲအပြေးပြိုင်နေတော့မှပဲကျွန်တော်ကြည့်တာကျွန်တော်မနေ့ကပြောခဲ့သလိုပေါ့ကျွန်တော်ဒီ Olympic မှာကျွန်တော်မြန်မာပြည်ကရွှေစိတ်တန်းရမှာသူတို့အပြေးနေရမှာသုံးချရမှာတရားနော်ရခိုင်နေတခါလဲရခိုင်နေရစရကဘာမှာ Olympic မှာရွှေရပါလဲဆိုရင်မပြီးပါဘူးလားဗျာနော်မင်္ဂလာပါခင်ဗျမင်္ဂလာပါနော်အဲ့တော့ အခုဒီနေ့နောက်ဆုံးပါเนาะနောက်ဆုံး update ရဆိုရင်စနကျွန်တော်ပြောသလိုအယောက်20နဲ့လာလာပြီးတော့တိုင်ညာရှိတယ်သူတို့အင်အားလည်းအဲ့လောက်မရှိတော့ပါဘူးเนาะအင်အားလည်းမရှိတော့ဘူးအဲသူတို့အင်အားတွေပြန်စုနေတယ်ပြန်စုနေတာဘာချင်းဘာချင်းကြံနေရအေအေချင်းအေအေချင်းကြံနေတာတော့ကျွန်တော်ကောင်းကောင်းသိတယ်เนาะငါးယောက်လောက်နဲ့လာတယ်စနိုက်ပါလောက်နဲ့လာပြစ်တယ်အတက်ကတိပြီးဆိုရင် drone နဲ့လိုက်ရှာတယ် drone နဲ့လိုက်ရှာပြီးဆိုရင်ဒီကောင်လေးဒါကြတဲ့ drone မြင်တာနဲ့အောက်မှာပြေးတာပြေးတာပြေးတာစောက်တီးရများတနာပါတယ်အပြေးတော့တော့တန်တာဒီလားအပြေးတော့တော့တန် အဒီနေ့လည်းအယောက်20အယောက်20နောက်ကိုအဲတက်ကထက်ချက်မကွာပါပဲเนาะအပြေးတန်ပါလေလာပြန်ပြီးပြေးပြန်ပြီးဒါကတော့တို့ရဲ့ဝစ်ကျွေးပေါ့လေเนาะတို့ကလည်းခိုင်းတာလောက်ရတာဟုတ်เนาะအဲ့တော့ဒါကလက်ရှိလက်ရှိအခြေအနေကြောက်ဖြူအခြေအနေဖြစ်တယ်အဲ့တော့အဲဒီကြောက်ဖြူနဲ့ပတ်သက်ပြီးတော့စိတ်ချလို့ရပြီလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကြောက်ဖြူမှာလိုအပ်တဲ့အရာအကုန်ရှိတယ်ဆိုလိုချင်တာကစစ်ပွဲတိုက်ဖို့အတွက်လက်နက်ရှိတယ်เนาะ ခရမ်းရှိတယ်အင်အားရှိတယ် special အားဖြည့်မှုတွေစာရှိတယ်တော်ကြောင်မလို့เนาะအဲကြောက်ပြူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတိုင်းတာတစ်ခုထိကျွန်တော်တို့စိတ်ချထားလို့တော့ရပြီဒါမဲ့ကျွန်တော်ပြောချင်တယ်မင်းတက်တောင်ကရကန်နေရုံကเนาะဘယ်ကမှမသိတဲ့အမိန့်ကြောင့်ဆက်မသိမ်းလိုက်ရဘူးအဲ့ဒီပောက်ပင်းလေးစဲအမိန့်ကြီးကြကြမလာပါစေနဲ့ကျွန်တော်ဆုတောင်းတယ်เนาะဘယ်ကကြလာလဲကျွန်တော်ကြည့်အောင်ဆိုဒီနေရာတော့ဒါဆာကဒါဆာကမှုစီကကြလာမှဖြစ်နိုင်တယ် ဒါဆိုကမူကလည်းကျွန်တော်လူလက်ပိုင်းတယောက်ပါပဲကျွန်တော်ကြည်ရတော့ဆိုရင်အဲရီမော်မီတော့တကယ်ကိုပေါ့နော်ဟိုတီတီဂျီဂျီနဲ့အလုပ်ကြိုးစားတဲ့ပုံကိုတယောက်လို့ကျွန်တော်ကြားသိရတယ်နော်ဒါဆိုကမူကဒါသူလောလောဆယ်ဒီပေါ့ဒီဒါဆိုကသူကိုင်းနေသူပဲအသက်ရွယ်အားဖြင့်ဆိုလို့ရှိရင်တော့မပဲဒါဟိုလူလက်ပိုင်းနေရပါပဲနော်အဲဒါဆိုကမူရဲ့အထက်မှာဘယ်လိုရှိတယ်ဗျကဆတ်ထာမူဒင်းလဲဒင်းကတော့သူကတော့ဘယ်လိုခေါ်မလဲဆိုတော့ သူ့စီကပဲကြာလာလားဘယ်ကဘလို့ကြာလာအဲ့အဲ့အဲ့ယူမလို့ချင်းညာနော်မင်းတက်တောင်ကတော်တော်စိတ်ပြတ်စရာဖြစ်သွားတယ်မင်းတက်တောင်ရငန်ဒီနော်ဟိုပြန်ရငန်ဒီအဆက်ဆက်မှာကြာလာတဲ့ဒီဟိုဘယ်လိုခေါ်မလဲအမိတ်ဒီအမိတ်ကိုပဲမကြိုက်တာဗျာဥမင်းလေးလေးပြောမယ်နော်အဲ့တော့အကြောက်ဖြူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ချလို့ရပြီနော်အားအင်းလေးလည်းအပြည့်ရှိပြီကြောက်ဖြူကိုအခုအဲကျွန်တော်တို့အေအေကိုပြောလိုက်မယ်ဟိဆိုရှင်တော့သတင်းစကားတစ်ခုပဲပြောလိုက်ပါမယ်နော်ဒီတော့တွင်မှာခင်ဗျားတို့ ိမ်မက်ဆူးမတ်နိုင်တယ်နော်ဒါဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကိုမြန်မာပြည်သားညီခင်ဗျားတို့ဘာနိုင်ငံပဲယူယူဘာပဲယူယူပေါ့နော်အယူကိုတော့ကျွန်တော်အယူလို့ဆက်ဆံရမှာပဲကျွန်တော်နိုင်ငံသားပါပဲနော်ခင်ဗျားတို့ယူတာမယူတာအပထားခင်ဗျားတို့ယူတယ်ဆိုပြီးကျုပ်တို့ကမြန်မာပြည်သားမဟုတ်ဘူးလို့ပြောလို့မရဘူးဟုတ်လားကျုပ်တို့အယူနဲ့လည်းပြည်လျောင်နေရမှာပဲအဲအဲ့တော့နိုင်ငံယူတွေကိုပြောလိုက်မယ်ကြောက်ဖြူကိုဒီတော်တင်းမှာသွားဆန်းရင်တော့မျိုးကန်းလိမ့်မယ်နော်အဲ့ဒါပဲအဲ့ဒါပဲကျွန်တော်တို့ဒါ လို့ခေါ်မယ်ဆိုလို့ရှိရင်အဲပြောလိုက်မယ်အဲ့တော့ကိုကိုကကိုနာကျွန်တော်ကမပြောလို့ဘူးเนาะမျိုးကန်းလိုက်မယ်ဆိုတာပဲကျွန်တော်ပြောချင်တယ်เนาะအဲ့တော့ခင်ဗျားတို့ကြောက်ပြရနေပြီးတော့ဖြစ်နိုင်နောက်ဆုတ်သွားလိုက်တာကောင်းတယ်အခုလိုမျိုးစေးကြောင်ကြောင်ပြီးလာလာပြီးတော့ပြစ်တယ်စစ်တပ်ကလိုက်ရင်ပြီးတယ်เนาะကျွန်တော် drone တွေနဲ့ကြည့်ရလဲဗျာဘယ်ခေါ်မလဲဆိုတော့တခါကျဟာတာချစ်တာဒီလားပြေးတာ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 ပစုံမနိုင်ပုံမနိုင်တဲ့ အေးဒီတော်တော်အပြေးသန်လာကြနော်တခါမှတာမျိုးပေါ့နော်ဟိုသဘုံထဲမှာတော်တော်အပြေးသန်တဲ့သဘုံထဲမှာအေးအေးရအပြေးသန်ဆုံးပဲနော်ဘာတွေစားလဲတော့ကျွန်တော်မသိဘူးပေါ့ကြာနော်တီဗီဘီမှာစစ်တပ်ကအထိနာတယ်ဟလာစလုပ်စတင်တာအမေနောင်ချိုမှာသွားပြီးအထိနာတက်လားနောင်ချိုမှာဟိုမှာတုံးလုံးပလက်တွေကိုလန်လို့နောင်ချိုမှာအဲနောင်ချိုကလည်းအမိန်ဆောင်နေတာဖြစ်ပါလိမ့်မယ်နော်။ဘာကြောင့်လဲတော့ကျွန်တော်တို့ပြောခတ်ပါတယ် အဲ့တော့အခုကျွန်တော်အမ်တောက်ပြူကြောင်းဆိုလို့ပြောမယ်ဆိုစိတ်အေးရတဲ့နေရာပေါ့ဗျာနော်စိတ်ချရပါတယ်အဲစိတ်ချသွားပြီကျွန်တော်နောက်ထပ်စိတ်စိတ်ချရတဲ့နေရာတစ်ခုထပ်ပြောမယ်ဗျာစိတ်ချရတဲ့နေရာလို့ပြောလို့မရဘူးဗျာသို့ပါတော့လည်းပဲစောင်ရက်ပုံတွေကောင်းပြီးအားရစရာကောင်းတဲ့နေရာကတော့အေးရော်ဒီဗျာနော်အေးရော်ဒီကြတော့တကယ်ကိုကွန်မန်ဒိုတွေနဲ့ဆော်တာပါနော် ကွန်မန်ဒိုတွေကိုင်တာပါချီပါချက်တော့မကိုင်ဘူးနော်ပါချီပါချက်တော့ဖြစ်ပါလေကျွန်တော်တို့တာမန်လက်နက်တော့မကိုင်ဘူးနော်တကယ်စပယ်ရှယ်နဲ့စပယ်ရှယ်ဆော်တာပါနော်စပယ်ရှယ်ဆော်သလိုပြတ်သားမှုကလည်းတကယ်ကိုပြတ်သားပါလေခင်ဗျာနော်အဲ့တော့တော်တော်လေးပေါ့ဗျာနော်ဟို AR ရဲ့အခုဆောင်ရွက်ပုံနေအဲလေးမျက်နာနော် Queen Gao အဲပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ဟိုငတိုင်းချောင်းပေါ့နော်အဲဒီနေရာဒီပတ်လည်မှာအ စစ်တပ်ရဲ့စီမံဆောင်ရွက်ပုံတွေကတိတ်ကိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ AR ကိုထိခိုက်ပျက်စီးခံလို့မရဘူးဆိုတော့ကောင်းကောင်းသိကြပါရနော်။ AR တိုင်းမှာတချို့ကြောင်းတွေပိတ်ထားရတာတွေရှိတယ်။ဒီကြောင်းတွေကကျွန်တော်ပြန်ဖွင့်စေချင်ပါတယ်။ဒါပေမဲ့တော့ကြောင်းဖွင့်ရရင်ပြီးရောဆိုပြီးတော့ဟိုဘယ်လိုခေါ်မလဲတကယ်ဖြစ်ပြနေခုစစ်တပ်ကသတင်းနဲ့မီဒီယာတွေ AR နဲ့ပတ်သက်ပြီးတင်တာဘယ်သူတင်နေရလဲဘယ်သူမှလည်းမတင်ရဘယ်သူမှလည်းပြောရတာကျွန်တော်မတွေ့ဘူးနော်။ဘာကြောင့်လဲတော့ကျွန်တော်မသိဘူး။အဲ့ဒါတော့ထူးဆန်းတော့အော်ဘကောင်းတယ်ဗျာသိလား။ အခုကျွန်တော်အဲ့ဒီပြည်တွင်းကပြည်တွင်းကဆယ်လီပါပေါ့နော်ပြည်တွင်းကဒီ Telegram channel ပါဟဲ့ဆိုရှင်တေချာတခုကတော့တို့ AOD ကိုတိတ်တင်နေတော့ကျွန်တော်မတွေ့ဘူးဗျာသိလားကျွန်တော်ပဲမကြည့်မိတာလားခင်ဗျားတို့ကြည့်မိလားတက်ဖက်ကပေါ့ဗျာဟိုဘယ်ကောင်စစ်တက်ထောက်ခံသော channel တွေက AOD သတင်းကိုနော်တင်နေပေါ့နော်ထင်ကြရတယ် channel တွေတွေ့မိလားဗျာနော်ဘာကြောင့်မတင်လဲကျွန်တော်မသိဘူးဗျာနော်တင်နေသူကအပြစ်ဖြစ်ရတယ်တင်နေသူကသူကဘယ်ကောင်ဆိုလို့ရှိရင်အာသတင်းမားတွေဖြန့်ပါလဲဆိုပြီးတော့ပြောနေရရှိတယ်နော် ဒီနေ့မနက်အခုမနက်တဲ့နော်အာ9နာရီလောက်ကစပြီးတော့တဲ့အမြောက်တက်3လေးလက်နဲ့ကြီးတစ်တန်နဲ့တမနလုံးပစ်တယ်တဲ့နော်လေးမျက်နာမြုပ်နေတဲ့ပသိမ်မုံရောတန်လန်းဘေးတလျှောက်နော်တစ်ကူပေးတယ်လို့ကြားတယ်တဲ့ရေကြည်မြုပ်နေဟာဟာလေးမျက်နာမြုပ်နေစေတင်ပြောပြပါဦးနဲ့အဲ့ဒါကိုပြောနေတာပါနော်အဲ့ဒါကိုတတိယလာပါလိမ့်မယ်အခုလောလောဆယ်ကတော့အဲတော်တော်လေးကိုဒီတိုက်ပွဲအခြေအနေပေါ့နော် ပထမဆုံးစချီကျင်တာကတော့နံပါတ်1ချက်ကွန်မန်ဒိုတွေနဲ့စပယ်ရှယ်တိုက်တာပါနံပါတ်2ချက်လက်နက်ကောင်းကောင်းနဲ့တကယ်တိုက်တာပါနံပါတ်3ချက်စစ်ဗျူဟာတွေတိတ်ကောင်းပါလေအဲ့ဒီစစ်ဗျူဟာတွေကတော့ ongoing ဖြစ်စဉ်ဖို့လို့ကျွန်တော်အနေနဲ့ပြောဖို့မရှိဘူးเนาะအဲကျွန်တော်အနေနဲ့ပြောနိုင်တာထီတွေ့မှုနဲ့ရလက်တွေကိုတော့ကျွန်တော်ပြောပါမယ်เนาะအဲရလက်တွေကတော့တော်တော်ကောင်းတယ်အဲ့တော့ပန်ဒိုဂျီဘက်မှာသူတို့ခိုးအောင်နေရရှိတယ်အဲ့ဘက်မှာတော့ပြရွာသားတွေကမရှိတဲ့ခါကျရွာတွေမှာအခုချိန်ထိတော့ ခိုအောင်နေတာတွေရှိသေးတယ်လို့ပြောလို့ရတယ်။တက်အနေနဲ့ကလည်းအဲ့ဘက်မှာနော်308ရဲ6666ရဲနော်တက်မ66ရဲအာ YouTube ချွန်ချွန်နဲ့နော် YouTube ချွန်ချွန်တက်တက်လက်လက်နဲ့အလွတ်လုံနေတာလို့ကြားသိရတယ်။အဲ့ဒီ308ဘုံမူကအခုချိန်မှာနော်အဲဘုံမူပေါ့နော်တော်တော်လေးကိုလက်တံပြောင်းတယ်လို့လည်းကြားသိရတယ်နော်နာဟိုနားရကြာနဲ့အနံ့ရရတာကိုလိုက်တာပဲပြည်လားအေးအဲ့တော့ ဒါကအခုလက်ရှိအဲ AI အခြေအနေပေါ့ဗျာနော်အဲနောက်ထပ်အခြေအနေကိုစီးရဲပြစ်ခတ်မှုအခြေအနေနဲ့ပြောရမယ်ဟေ့ဆိုလို့ရှိရင်တော့နော်အဲ့မှာတပုံနဲ့ပူပေါင်းထားတဲ့ຢာတွေရှိတယ်ຢာတွေရှိတယ်ပေါ့ဗျာအဲ့တပုံຢာတွေကိုစစ်တပ်ကတစ်ချိန်လုံးအနံ့ခံနေတာဟာတစ်ချိန်လုံးအနံ့ခံနေတာကြာကြအနေ sorry နော်ဟုတ်ပြီလေရင်တွေနဲ့လာပစ်ပါတယ်တဲ့ တို့မထိဘူးတဲ့ပြည်သူကိုထိ no 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 ပြည်သူလည်းထိပြည်သူထိတာရှိမှာပေါ့ဗျာနော်အဲ collateral damage ကရှိပါလိမ့်မယ်အဲသို့ပါသော်လည်းပဲတပုံလေးအထိများပါလေယာနဲ့ချီပြီးကြပါလေနော်ကိုနိုင်ငံချစ်တဲ့စိတ်နဲ့တဲ့ကျင်းတဲ့အားရတဲ့ပြုံးမြင့်တာဟုတ်ပါတယ်ခင်ဗျာဆဲဆဲနေဆဲနေကြတယ်နော်ဆဲနေကြတယ်တွေ့တယ်တွေ့တယ်တွေ့တယ်အေးအဲ့တော့အာစစ်တပ်ကအခုလက်ရှိချိန်မှာအနံ့ခံတယ်ကြည့်ကြအနံ့ခံတယ် ဘယ်လိုဖြစ်သွားလဲဆိုတဲ့အခါကျွန်တော်မဟုတ်ရင်ကဘောနော်ကရင်ပြည်နယ်မှာတိုက်ပွဲဖော်ဆောင်ခဲ့တဲ့အချိန်ကပြောင်းမတ်မိလိုက်မယ်နော်အဲ့ဒီအချိန်ကဆိုလို့ရှိရင်မိခိုးငွေဒီထွက်ထွက်တဲ့နေရာကိုလမ်းထူတယ်နော်ထွက်တဲ့မိခိုးငွေလေးမြင်တော့မှထွက်တယ်နော်စလိတ်တောက်ဖို့မပြောနဲ့ညဘက်ညဆလိတ်တောက်လို့ရှိရင်ညရမ်းမှောင်တဲ့ခါကျရင်အဲ့စလိတ်မီးကကားမီးတော့ကိုကြီးတာနော်အေးအဲ့လိုမျိုးမြင်လို့ရှိရင်လမ်းထူတယ်ကရင်ပြည်နယ်မှာတစ်ချိန်လုံးကဒါမျိုးစစ်တွေဖြစ်ခဲ့ဘူးလေအေး အခုလဲအေယာဝတီမှာဒီလိုဖြစ်လာပါပြီအဲ့တော့တပုံနဲ့ပူပေါင်းသွားတဲ့ရွာတွေရှိတယ်အဲ့ဒီရွာတွေမှာတပုံခိုအောင်နေတယ်ဟိုရင်ကားဆိုလို့ရှိရင်အဲ့ဘက်ချမ်းမှာဘယ်တက်ကဥဆောင်လဲဆိုလို့ရှိရင်အာခလာ36ဖြစ်ပါလိမ့်မယ်နော်36ကဥဆောင်တယ်အဲ့ဒီချိန်မှာဆိုလို့ရှိရင်တပုံရွာတွေကညဆိုရင်မီးထွန်းတယ်နော်အမီးကုန်းတွေတလူလူနဲ့အာတော်တော်လေးကိုအဆင်ပြေပျော်ရွှင်နေကြတာဟာတပုံတော့ကပျော်ဖို့အရင်ကောင်းနေတာသိလား ကျွန်တော်ဖြစ်စေချင်တာလေဟိုရင်ကတပုံကိုတပုံလုံးနေနေတဲ့ခစ်ဆိုရှိခဲ့သလားအဲ့ဒါလေကျွန်တော်တို့89 90ပတ်ဝန်းကျင်လောက်ဖြစ်ပါလိမ့်မယ်နော်အဲ့ဒီတုန်းကနေနေတဲ့ပုံစံတပုံကိုတပုံလုံးထားပြီးတော့သဘောထားပြီးတော့နေနေတာတပုံကိုပျော်ရွှင်ခွင့်မပေးဘူးစလိမ့်မမီးမဖွာနဲ့ဖွာလာနဲ့ဆော်တာနော်နောက်ဆုံးပဲကိုကျုံမြတ်ကပါပြောဆိုဟိုမှာလက်နဲ့ကြီးကြလာပြီမင်းတို့လည်းပြေးငါလည်းပြေးဖြစ်ဆိုပြီးဟိုဘက်ကထွက်ပြေးရအဲ့လောက်ထိကိုဆော်တာနော်အဲ့ဒီလိုမျိုးကျွန်တော်တို့ စစ်တပ်ကရက်ဆက်ရရက်ဆက်ဆက်နှိမ်နှင်းခဲ့တဲ့အခောက်တွေရှိခဲ့ဘူးတဲ့အခုချိန်မှာတော့ဗျာဥမင်းအွန်လိုင်းလက်ထက်မှာတပုံလောက်ကပျော်ဖို့တအားကောင်းတာညဆိုလို့ရှိရင်လည်းပျော်စရာဤနေ့ဆိုလည်းပျော်စရာအစားတော့ကလည်းပေါ်သေးလားအေးဒါပေမဲ့တော့အခုလက်ရှိအချိန်မှာတော့အရာဝီကိုနှိမ်နှင်းတဲ့ပုံစံတွေကတော့အရင်ကပုံစံမျိုးတော့မဟုတ်တော့ဘူးအခုလက်ရှိကြမ်းကြမ်းတန်းတန်းနဲ့စီရေးရပြက်ပြက်သားသားနှိမ်နှင်းတာကိုတွေ့ရတယ်နော်အဲ့တော့တပုံနဲ့ပေါင်းထားတဲ့ရွာတွေမှာအခုဆိုလို့ရှိရင်မီးခိုးထွက်လို့မရပါဘူးနော် မီးထွန်းလို့မရပါဘူးအေးမီးထွန်းတယ်နော်မီးကိုထွက်တယ်နော်ကျွန်တော်တို့အယောင်အလက်လက်လက်တွေ့လို့ရှိရင်တော့အဲ့နေရာပတ်လေဟာကျွန်တော်တို့ဖိုခနောက်သုံးခွင့်ဆိုင်ပေါ့နော်ဖိုခနောက်သုံးခွင့်ဆိုင်ဆိုလုံးဝမလွတ်တော့လက်နေကြီးစစ်တက်ကလက်နေကြီးပြင်ဖိုခနောက်သုံးခွင့်ဆိုင်ပြစ်တာဆိုတော့ကျွန်တော်ကတနေရာလေးပြင်ဟိုဘယ်လိုခေါ်မလဲလွတ်သွားမှာဆိုတော့သုံးခွင့်ဆိုင်ပြစ်လိုက်တဲ့ခါကျတော့တဘုံကတောင်ရက်ပြည်လို့မြောင်မြောက်လည်းပြည်လို့မြောင်အဲ့ဒီမှာ ိုက်ထဲမှာဆက်ဝိုင်းနေအဲ့အလေတပဝင်းညင်မှာတော့ဘာမှမလွတ်ပါဘူးနော်ချောက်ချောက်လာရီအေးပျောက်သွားပြီတဲ့နော်အေးကတကယ်တိုက်ပြီဆိုတဲ့မကြတာရှိခဲ့ဘူးလားကိုမောင်းတဲ့အေးပေါ့မကြတာရှိခဲ့ဘူးလားဆိုတဲ့ခါကျတော့တိုက်တဲ့နေရာတွေတော့ကြပါတယ်မှန်တယ်အဲတော့ပါတော့လည်းပဲအမြဲတမ်းလည်းမမှန်နိုင်ဘူးဆိုတော့တော့သတိထားဖို့လိုတယ်နော်အေးအေးတိုက်ပြီးနေတဲ့ဘန်ဘောတော်ကြလို့လားနော်ဘန်ဘောလည်းမကြပါဘူးဟုတ်လားအေးတိုက်နေတဲ့အခု ျွန်တော်တို့ကြောက်ဖြူလည်းကြောက်လို့လားကြောက်ဖြူလည်းမကြောက်ပါဘူးလန်ကြသွားပါပြီနော်လန်ကြပြီးတော့လန်ကြောက်ဖြစ်သွားပါပြီအဲ့ဒါခါလေ AR AA ကတိုက်လို့မကြတဲ့တင်ရရှိခဲ့ဘူးလားဆိုတဲ့ခါကျ AR တောင်မိုင်းကို AA တိုက်ပါတယ်ဘောမီလို့ပေါ့ချာအခုဆိုရင်အဲ့ဘက်မှာရှိနေတဲ့အယောက်60လောက်တော့မှာပဲတခါလေဟိုလင်းဝင်တဲ့သူကလူဝင် ပြေးတဲ့သူကပြေးနော်အဲ့ဒီပုံစံမျိုးဖြစ်နေပါပြီအဲ့တော့ခင်မတူတပုံမှာအကန့်အသတ်ရှိတယ်လို့ကျွန်တော်ဇီးတိုက်ပွဲတွေစတိုက်တယ်ကျွန်တော်ပြောထားနော်တပုံမှာအကန့်အသတ်ရှိတယ်သူတို့ကနိုင်ငံပိုင်ဘယ်လိုဆိုလို့ရှိရင် အစိုးရမဟုတ်ဘူးသူတို့ကသဘုံသဘုံတော့မှဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စစ်သွေးကြွသဘုံသူတို့မှကသဘုံကသဘုံအဆင့်ပဲရှိတယ်မြို့တွေရွာတွေမှာနော်အရက်သားတွေကိုရက်သားဟရန်ဆောင်ပြီးတော့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ဆဲတွေမွေးပြီးတော့တိုက်လို့ရကောင်းရလိမ့်မယ်ဒါပေမဲ့တော့သူတို့မှအကန့်အသတ်ရှိတယ်အကန့်အသတ်ဆိုတာစစ်တပ်နိုင်ငံပိုင်းစစ်တပ်တခုမှအကန့်အသတ်မရှိဘူးအကန့်အသတ်ကကောင်းမြင်ရေးတခုလုံးပဲနော်အကန့်အသတ်ဆိုတာလုံးဝမရှိဘူးအဲ့ဒီအတွက်ကြောင့်မလို့တော့ ခနာတချုပ်အနေနဲ့စစ်ရေးပြူဟာနိုင်ငံရေးပြူဟာအရာဖြစ်ကောင်းဖြစ်နိုင်တယ်စစ်တပ်ကတကယ်တမ်းလုပ်ပြီးဟိဆိုရှင်ကျွန်တော်မနေ့ကလည်းပြောခဲ့တယ်ဂါဇာမှာအမှုတ်ကျေသွားတယ်လို့မျိုးလုံနိုင်တဲ့အစွမ်းစစ်တပ်မှာရှိတယ်နော်အီရန်ကအစ္စရေးကိုအမှုတ်ကျေအောင် လုပ်လိုက်တယ်အဲ့အစွမ်းမျိုးစစ်တပ်မှာရှိတယ်နော်อิสราเอลကလည်းအီရန်ကိုအမှုတ်ကြည့်အောင်ဥမာပြည်တင်ရန်ပေါ့ဒီမြို့တော်ကိုခြေပြိုက်သူလုံနိုင်တဲ့စွမ်းရင်မျိုးအစ္စရေးမှာရှိတယ်လို့စစ်တပ်ကျွန်တော်မြန်မာတပ်မတော်မှာရှိတယ် ရှိရသားနဲ့မလောက်တာကိုကျွန်တော်တို့ကတစ်ဖက်ကလည်းနားလည်ပေးပေးမယ်ကျွန်တော်တို့ကဒီအောက်ခြေစစ်တီတွေပုံမှာအဓိကကျွန်တော်တို့ကတနာညာတာမိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့စစ်တပ်ကိုအမြဲတမ်းအမြဲတမ်းအမြဲတမ်းဝေဖန်မှုတွေလုပ်နေတာဖြစ်တယ်နော်အဲ့တော့မလောက်ချင်လို့သာရှိနေမယ်အေးလောက်လာတဲ့အခါကျတော့မှဇာလဲဝေဇာလဲဝေပရိပရိပဲမလုံနဲ့နော်အမျိုးပြုတ်မှာနော်အပြောထားပြီးသားအဲ့ဒါပဲကျွန်တော်ပြောချင်တယ်အဲ့တော့ ဟိုမလောက်တော့လဲမလောက်တော့လဲလောက်ပြပါလားတိမ့်ပြပါလားတကယ်တကယ်လောက်တဲ့ခါကျဟာလူမျိုးကြီးတွေချိုးဖောက်နေပြီအဲ့ဒါဒါနဲ့ပတ်သက်ပြီးကျွန်တော်တခါကြုံမှုတယ်သိလားအဲ့တော့အေအေကခိုင်ဒုက္ခထင်ပါလေနော်အဲခိုင်ဒုက္ခဘာပြောလဲဆိုတော့အေအေကမကြခင်တိုက်တော့မယ်ဆိုတဲ့ခါကျတော့ဘုဇုဇုံမင်းထုံးကဘာလဲဆိုတော့ဒါပြောလဲဆိုတော့ဘုဇုဇုံမင်းတို့ပြောတဲ့စကားပေါ့နော်အဲအဲ့မှာဘုဇုဇုံမင်းတို့ကြွေသွားတာကိုတော့ဟဲ့ဘလို့ကြွေသွားလဲဆိုတော့ကျုပ်တို့စစ်တပ်ကိုအစိုးမစိုးပါနဲ့ဆိုပြီးဘုဇုဇုံမင်းတို့ကပြောလိုက်တာ ပြောတော့ရရှင်မခိုင်သူကဘာပြောလဲဆိုတော့အဲ့လိုပြောရတဲ့သူကဘာပြောလဲအလားတဲ့မကြခင်မှာလူမျိုးရေးလူမျိုးရေးဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လူမျိုးရေးတုတ်တေရှုံးလင်းမှုလောက်တယ်မလို့ပြောနေတာဒါကြတော့ဟာသူ့ဘက်ကပြောတယ်မလုံတော့လဲတိုက်မယ်လုံမယ်ဆိုတဲ့ခါကျတော့သူတို့လူမျိုးရေးရှင်းလင်းမှာတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဘာနဲ့လားတဲ့လဲဆိုတော့6တောက်တောက်နဲ့စစ်တိုက်တဲ့အဖွဲ့စည်းပါနော်စစ်တပ်ကတကယ်တကယ်လုံလူမျိုးရေးကျုပ်တို့ကလူမျိုးရေးတခါလဲအပြုတ်ရှင်းနေပါလေဆိုတာဖြစ်လာအောင်မယ် လုံလို့ရတယ်ရခိုင်ပြည်ကပိုဆိုးသေးတယ်ကြံတဲ့ပြည်နယ်တွေကအဲ့လောက်မဟုတ်ဘူးเนาะရခိုင်ပြည်ကပိုဆိုးမှာเนาะရေထဲကနေပြီးတော့တခါတဲ့ရခိုင်ပြည်တပြည်လုံးကိုเนาะကျွန်တော်တို့ကြရှုံးပြည်နယ်ဖြစ်သွားအောင်လူမျိုးတုံးပလိုက်လို့ရတယ်အဲ့ဒါတိထားဖို့လိုတယ်မလုံတော့ဘူးပဲကျွန်တော်တို့ကတခါကျအံ့ဩအေးအဲ့ဆိုတော့လေခင်ဗျားတို့အားကြောင့်မို့လို့ကျွန်တော်အမြဲတမ်းပြောနေတယ်ခင်ဗျားတို့ ဟိုအထူးသဖြင့် AA အားပေးထောက်ခံသူနဲ့အာရခံ dream မတ်နေတဲ့သူတွေကိုပြောချင်တာအိမ်မက်မက်နေတဲ့သူတွေပြောချင်တယ်ခမားတို့အနေနဲ့ဥမင်း online တနေ့ဥသုံးချိန်ချရင်တော့မှပဲကျေးဇူးကမကြည့်ဘူးခမားတို့ရဲ့ရက်တည်ရဥမင်း online အရှိကနေကာစီကာစီလုပ်နေတဲ့အတွက်ကြောင့်မို့လို့ခမားတို့ AA တွေနော်အခုလိုမျိုးဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တတရရနဲ့ရက်တီရှင်းတန်းနေနိုင်တာဆိုတော့အကျွန်တော်အနေနဲ့ပြောပြခြင်းဖြစ်တယ်เนาะအဲ့တော့ဟုတ်ပြီ ARV ချင်းဒီမှာပြန်ပြီးတော့စရမယ်ဆိုလို့ရှိရင်တော့ အဲဒီပုံစံမျိုးပါပဲเนาะအဓိကပေါ့ပန်းတင် ရှန်ကွင်း ပန်းတော်ကြီး2000နှစ်စီဇိုင်းပေါ့เนาะမိကိုထွက်တော့မှလက်နက်ကြီးကကြာလာမိကိုထွက်လို့မရအောင်မိကိုထွက်တာအဲ့ညာတွေကအဲ့ညာတွေကမရတော့ဘူးเนาะအဲ့တော့အဲဘလို့ခေါ်မလဲဆိုမြေပြင် ထိုးစစ်အနေနဲ့ကကျောက်စလစ်ကောင်းကျောက်စလစ်ကောင်းကိုမနက်ကမြေပြင်ထိုးစစ်ဝင်ပြီးတော့ထိုးသွားတယ်เนาะအဲထိုးသွားပြီးတဲ့အခါမှာအဲခတ်တာကလည်းအဲ့ဒီအဲ့ main ကိုပဲကျွန်တော်ဒေါသထွက်တာ အောက်မှာပြပြသသလုံနေတယ်ဒီတော့အမိန်ကကြမလာတော့ကြောင့်မလို့အဲ့အမိန်ကိုစောင့်နေရတာနေတယ်မယ်အဲ့အမိန်ကဖျက်သည်အမိန်တော့မဖြစ်စေချင်ဘူးဗျာနော်ပြပြသလုံနေတယ်အောက်မှာနော်အေးအေးလေးလက်ပြေးပေါက်မှားနေပြီယာကနန်းရှိနေပြီနော်စဖြစ်ကြတဲ့အခုချင်းဆိုဒီကောင်ထောင်ကနန်းတော့ကြနေပြီနော်အဲဒီထက်ပို့ပြီးတော့ခင်ဗျားတို့ကြားရင်စိတ်မကောင်းအောင်ဖြစ်သွားအောင်နော်အဲရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်တဲ့အခါမှာရခိုင်ပြည်ကနေပြီးတော့ဒီရခိုင်နဲ့ကပ်နေတဲ့ ARV Z တွေကို ဟိုစစ်ဘေးရှောင်ပါဆိုပြီးတော့ရခိုင်ပြည်အများကြီးဝင်လာခင်ဗျားတို့သိပါလိမ့်မယ်နော်အဲ့ဒီအချိန်မှာကျွန်တော်ပြောခဲ့တယ်ဒေရှာသတိထားပါဘာကြောင့်လဲဆိုရှင်ဒီစစ်ဘေးရှောင်နေတဲ့အတူကပ်ပါလာမဲ့ရခိုင်နဲ့အတူကပ်ပါလာမဲ့ရခီးရေရှိတယ်ဆိုတာကျွန်တော်ပြောထားပါတယ်နော်အေးရခီးရေရှိတယ်ဆိုတာပြောထားပါတယ်နော်အဲ့တော့ဖြစ်စဉ်ကဒီလိုဖြစ်တယ်ဗျာတဲ့လား rubber chain rubber chain နာမည်ကဥစံလင်း rubber chain လို့ခေါ်တယ် rubber chain ကအကျယ်ကြီးပါပဲเนาะအကျယ်ကြီးဖြစ်တယ်ပြီးတော့ ဟိုဘယ်လိုခမဲဆိုတော့ထဲမှာရေမီးစုံရတာရေမီးစုံရတော့အဲ့ဒီရခိုင်ပြည်ကထွက်ပြေးလာတဲ့စစ်ပီးရှောင်းတွေကိုအလုတ်ပြန်ခန့်ပေးတယ်အဲ့ရဘတ်ချမ်းမှာခန့်ပေးတဲ့အခန့်ပေးတဲ့ခါမှာအာရခိုင်ပြည်သားတွေပေါ့ငက်လဲငက်လာတယ်ဟိုမှာဒုက္ခတွေရောက်လာရခိုင်ပြည်မှာအလုတ်ရအဲ AR တိုင်းမှာအလုတ်ရအောင်အဲ့တော့အခုဘလို့ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီခြံက AA လက်ထဲရောက်သွားပြီးတော့အဲ့ဒီခြံကခြံပိုင်ရှင်ကထွက်ပြေးသွားရတယ်မန်နေဂျာအပါဝင်၅ယောက်က အီအီတက်ဖြတ်တာခံလိုက်ရတယ်အဲ့ဒီခြံကြီးကသူတို့ရဲ့ဌာနပုံစံမျိုးလုံနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုတော့အီအီကိုအဲ့ဒီခြံကိုဝင်စီးသွားပါပြီနော်ဝင်စီးသွားပြီမင်းညားကပဲဝင်စီးသွားတယ်လို့ကျွန်တော်ကြားသိရတယ်အဲ့တော့ကြည်ဘလောက်ထိရခိုင်ကတော့လေးစားပါနော်ကျွန်တော်ပြောပြပါတော့အဲ့ရခိုင်ကဘလောက်ထိတော်တော်စိုးလဲဆိုတာကျွန်တော်ပြောချင်တာနော်အဲ့တော့ဘယ်လိုလုပ်မလဲ အဲ့ဒီမနေ့ကတော့ဆွဲအားလုံးကိုဆွဲလိုက်နိုင်ပါပြီနော်တက်ကလည်းလုတ်ပြီးဟိတ်စီပြပြတသားနဲ့ဆောင်ရက်ပါတယ်နော်အဲနောက်တစ်ခုအနေနဲ့ကတော့တချို့ရွာတွေပေါ့ဗျာနော်တချို့ရွာတွေဆိုလို့ရှိရင်ရွာသားတွေအကုန်လုံးကိုထွက်သွားခိုင်းပါပြီစစ်တပ်ကထွက်သွားခိုင်းတယ်တချို့ကလည်းမထွက်ချင်ဘူးအာကျွန်တော်ပစ္စည်းတွေကြံတယ်ကျွန်တော်အိမ်တွေအတွက်စောင့်ရှောက်ရမယ်ဘယ်လိုပဲဖြစ်နေမယ်ဆိုတဲ့သူတွေရှိတယ်အဲသူတို့လည်းပြောတာခင်ဗျားထွက်သွားလိုက်နော်စစ်တပ်ကပြောဒီရဲတွေအားလုံးဒီမှာရဲတွေလည်းရှိတယ်ရဲတွေကလည်းသူတို့တောင်းနေတယ်ခင်ဗျားတို့အိမ်တွေဘာမှမဖြစ်စေရအောင်နော် အဲ့လိုမျိုးတောင်းယူထားတာရှိတယ်။အဲ့လိုမျိုးပြောပြီးတော့ကိုပြပြတတဆောင်ရွက်လာတာကိုတွေ့ရတယ်။နော်။အခုကိုပြစ်နေတာနော်။အခုကိုပြစ်နေတာ။ဟုတ်ပါပြီ။